မြန်မာတက္ကရာ1389ခုနှစ်တဒနာနေ့2569ခုနှစ်တကြောင်မုံလာပြီးတမညာဖလာခါရိုနီနိုဝင်ဘာလ4ရက်နေ့ပိုင်းမှာရွှေတဂုံစီရီတော်မှာဖျားဖို့ကုသိုလ်ပြုသူများများပြားခဲ့ကြောင်းသိရပါသည် ဒါအပြင်တစောင်းမုံလာပြီးတပညာဖလားအခါတော်နီးနနက်ပိုင်းမှာ39ကြိမ်မြောက်မတိုးရွှေကြတင်ငန်းများကတ်လူပူဇော်ဝဲခန်းနာကိုအဆိုပါစီတော်ရင်မြမာရှိတဲ့တမတ်နေရာများမှာကျင်းပခဲ့ကြောင်းသိရပါတယ်။အခမ်းအနားတွင်ရေကုန်နေဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများဂောဘကဖွဲ့ဝင်များဂောဘကရုံးဝန်ထမ်းများ ဘာသာရေးအသင်းဖွဲ့များရွှေဒဂုံစီရောမြင့်ကြီးရဲ့38ကျင်းမြောက်မတိုးတင်ငန်းရှင်ပြိုင်ရက်ခတ်ပြိုင်ပွဲမှာပါဝင်ရှင်ပိုင်ခဲ့ကြတဲ့ပြိုင်ပွဲဝင်များနဲ့ဖျားဘူးလာပြည်သူများကရာဟုတောင်းအောင်မြင်အနီးမှာရှိတဲ့ချမ်းသာကြီးတောင်းမှစတင်ပြီးရွှေဒဂုံစီရောမြင့်ကြီးမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်များအားကက်လူပူဇော်မဲ့မတိုးရွှေချာတင်ငန်းတော်များကိုကိုင်ဆောင်ပြီးဇေယျရောမြင့်ကြီးအားလက်ရာရဲ့လက်လေပူဇော်ကြကြောင်းသိရပါတယ် အဲ့ဒီနောက်တနိဒာကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကအထက်ပစ္စည်းများရှိတဲ့ဗရမားမျက်ရှည်ရုပ်ဝါတော်များအားမတိုးရွှေကြားတင်ကန်ကတ်လို့ပို့ဆောင်ကြပြီးကောဘကအဖွဲ့ဝင်များကအာယုန်ခံတဆောင်းမုတ်လေးမုတ်မှရှိတဲ့ကတ်ကူတန်နာကောနက်ကမန်နာကတ်တပ်ပါဂေါ်ဒမမျက်စောဖျားတို့အားမတိုးရွှေကြားတင်ကန်များကတ်လို့ပို့ဆောင်ကြကြောင်းသိရပါတယ် အဲ့ဒီနောက်ရွှေတဂုံစီရောဘန္တာတော်ထိန်ကောဘကအဖွဲ့ဩဝါဒစတိယဆရာတော်ကြီးများအားရှေဟောင်းဗုဒ္ဓယူပွားတော်များတစောင်းမှာကောဘကအဖွဲ့များကအာယုံဆုံးစက္ကပ်လှူဒန်းကြကြောင်းအဲ့ဒီနောက်မတိုးရွှေကြားတင်ကန်ကက်လူပူဇော်ပွဲနဲ့ရေးဆဲချအခမ်းအနားကိုရှေဟောင်းဗုဒ္ဓယူပွားတော်များတစောင်းမှာဆက်လက်ကျင်းပရာရွှေတဂုံစီရောဘန္တာတော်ထိန်ကောဘကအဖွဲ့ဩဝါဒစတိယယုံရန်ဒီတာကြီးတန်ကနိုင်ရကအဖွဲ့ဥက္ကဋ္ဌအက္ခမဟာပဏိဒအက္ခမဟာတဒ္ဓမစောရိကာတစား အက္ခမဟာကဏဝါစကပန္တိတာတိပိတကဒရဒေါက်တာဗရဏအက္ခတာမိတိပိတကလင်္ကာယကျောင်းတိုက်တဂိတာမျိုးနယ်ထံမှအေပရိသတ်များက၅ဘာတီလာခံယူစောင့်တည်ကြပြီးဩဝါရာစတီးယားဆရာတော်ကြီးများအားလူဝယ်ဝိထုများစက်ကက်လှူဒန်းကြကြောင်းသိရပါသည်။